အမှုပညာရှင်တွေစုံလို့ရတယ်ဆိုတာဟာအဲကြောကြောင်းမှုအောင်မြင်မှုနဲ့ကို identity တွေပေါ့လေနော်ဒါပေမဲ့ treasure တွေမှာဘဝတွေအများကြီးပေါ့တော့အာတကယ်တမ်းဘဝအာမခံချက်တွေအတအာမခံချက်တွေဒါတွေအားလုံးလုံးဝလောင်းထပ်လိုက်ပြီးတော့တောင်းဝင်ထမ်းနေတဲ့သူတွေကမှဒီຫນွေဦးမှာရှောက်နေတဲ့အခုထိရှောက်နေစေဖြစ်နေတဲ့သူတွေကမှတကယ်ကို brilliantly ဗီဇာကောင်းကြတာပေါ့နော်ဘောလံမျိုးတွေအားလုံးပဲငလင်မေးနဲ့မေးပြီးတာမှာအမြန်ဆုံးကင်းဝေးကြပါသေးလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျီရီဗော်လူရှင်း channel ရဲ့အနောက်ပိုင်းသတင်းစီစဉ်လေးရပြန်လည်ကြိုဆိုင်ပါတယ်ဗီဒီယိုရရှိမှလို့သွားပေးကြမှာတော့ယနေ့အော်တိုဘာလ9ရက်နေ့တနင်္လာနေ့ရမနက်ပိုင်းထီနောက်ဆုံးရရှိသတင်းချို့ချင်းချုပ်ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးနှစ်ကြီးဖြစ်ဖို့ဒီနိုင်ကိုထက်မှန်တောင်းဆိုလိုက်ပါတယ်ရောင်းဆုံးနေနဲ့ကတော့စေကောင်းဆောင်တွေက၎င်းတို့ရဲ့ကိုကျိုးစီးပွားအတွက်နိုင်ငံတော်အာဏာကိုအတင်းတမာမတရားသဖြင့်သိမ့်ပိုက်ထားဒီမှာဒီနေ့မှဆိုရင်တော့ 1900ရှစ်ရရှိဖြစ်ပါတယ်မြန်မာနိုင်ငံတဝန်းတရတာတွင်စစ်ကောင်စီကစစ်ခွေးတည်ဆုံမှုစီးပွားမှာတော့မန္တလေးတိုင်းမန္တလေးမြို့မှာဘုံကောင်ဧရာဝတီတိုင်းပသိမ်မြို့နယ်မှာတကောင်းဒကိုင်းတိုင်းတန့်ဆန်မြို့နယ်မှာတဝူအရှင်မိထားပြီးတော့ဘကိုးတိုင်းပြည်ကြီးမြို့နယ်မှာတဝူလင်းဝင်ရောက်ခဲ့ကြောင်းလည်းရှိရပါတယ်ပြောင်းသွန်းတဲ့ပုံအနေနဲ့ကတော့အလဲပိုင်းတိုင်းစစ်တပ်နောက်ချုပ်တဲကိုရှော့တိုက်တုံးနှလုံးသားပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပြီမလဲစစ်သား၃ဦးတည်ဆုံပြီးတော့ပျက်စီးထားတဲ့ကုရုံတွေပြီးတော့ပျက်စီးသွားကြောင်းရှိရပါတယ်အဟာအော်တိုဘတ်လ၄ရက်နေ့မနေ့6နိုင်15မိနစ်ခန့်မှာ မရောက်နိုင်ကမန္တလေးတက္ကသိုလ်နှစ်တရာပြည်ပွဲတရံပြည်ဦးလယ်မှာမန္တလေးကိုရောက်ရှိလာပြီးမန္တလေးရှိအလဲပိုင်းနဲ့ဆက်တနာကျုလဘကတွင်ကိုပြစ်တာဝင်ရောက်တက်ခုခဲ့တယ်လို့သတင်းရရှိခဲ့တဲ့အချိန်မှာပဲကျောက်တရုံနှလုံးနဲ့တက်ခဲ့ခဲ့တာဖြစ်ကြောင်းမန္တကသိုလ်ရာပြည်ပွဲမှာမရောက်နိုင်ဟာအယက်သားပြည်သူများပြားကိုလူသားတိုင်းဖြစ်ကာကွယ်ယူပြီးပွဲတက်ပြီဖြစ်ရခန်းနာကိုတိုက်ခိုက်ခြင်းကနေရာတိကျဖြစ်ပြီးဥမှုလေကူတော်လဲအယက်သားပြည်သူများပါထိခိုက်စေမှုကိုရှောင်ရှားတို့သောကြောင့်မြန်မာနိုင်ငံဟိတတက်ခွေရလက်ပတ်ကတွင်ကတည်းကပြစ်ခတ်တက်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရှိရတယ်။ အတက်ကံမှုတွင်ချက်တိုက်တုံးတစ်လုံးဟာလက်ပကမှာရှိတဲ့ပစ္စည်းထားတဲ့ဂိုဒေါင်တစ်လုံးကိုထိမှန်ကမီးတောင်ပျက်စီးခဲ့ပြီးလက်ခရရမှာစစ်သား၃ဦးသေဆုံးက၄ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းဒုတိယချက်တိုက်တုံးကတော့နန်းတွင်လက်ပကတိုင်းယုံရဲ့အရှိကြောက်စာများရှိတဲ့ဖေးအောင်ဘုံပြတ်သက်ရှိတစ်လုံးကြောက်ရောက်ပေါက်ခဲ့ပြီးတပ်မိသားစုမှဈေးဆိုင်တွင်ထိုင်နေသောမျိုးသားတအူးနဲ့မျိုးသမီးတအူးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဖေးရသည့်ထံမှသိရှိထားရပါတယ်။ဘာသာကိစ္စတွေပါနေလို့တို့တော့လေလိုအပ်တယ်လို့ကြောက်ကြည့်ရကြအောင်လို့ကျွန်တော်တင်ပြပြတာဖြစ်ပါတယ်။ ဖြစ်စီရတော့ပါတယ်ဆိုရင်တော့ပြင်နေပြီးတော့တစ်ဆိတ်ပင်ယွာနီမှာဆောက်လို့မဲ့ဇွန်နီနဲ့ရှိရာဘာသာရေးဆောက်ဦးနှစ်ခုတွေချန်စီယူခတ်တဲ့ကိစ္စချန်စီယူစကတာတပတ်လောက်ပဲရှိသေးတယ်မြန်မာနိုင်ငံကတရင်နှမတွေဘလူးမမတည်သေးဘူးအဲ့ချိန်မှာဖင်လန်လိုနိုင်ငံမျိုးမှာရှိနေတဲ့ကုမမောင်ဆိုတဲ့ပုဂ္ဂိုလ်ကဒါကိုစဖွားတယ်အင်းချိန်နှမကကုမမောင်ကကိုယ့်ဘက်ကလူပဲဗျအသွင်ယူထားတာပေါ့အခုကျတော့လေတကယ်ပြဿနာဖြစ်မဲ့ဟာတွေပဲလိုက်ပြီးထွန်းရှာနေတာပေါ့နော် ောက်ကွဲပြီးပေါ့သူတို့ကခိုးချောင်ကိုယ်ပဲစောင့်နေပါလေဆိုမှဖင်လန်ကနေပြီးတော့နေတယ်မောင်ဝမ်းကနေပြီးတော့မသိရင်မြန်မာနိုင်ငံနေပြီးတော့မှနေစီအောင်ညောင်နဲ့တကယ်ကိုပဲသိနေသလိုလှုပ်လိုက်တာဖြစ်တဲ့အတွက်ဘဝတွေတော့ပြတ်သွားပြီပေါ့ပြင်းတာပေါ့ပောက်ကွဲတာပေါ့ဒီပြဿနာမှာတော့သူပြောတာစပြောတာတမန်အဖြစ်သူသတင်းရတာမှန်ပါတယ်อืมဒါပေမဲ့လည်းအဲ့ဒီဟာကိုဘုံကြုံမီးမင်းအောင်လည်းခွင့်ပြုပြီးတော့မှလူရွေရွေးတွေအထက်ထက်ချပြီးတော့မှလှုပ်ပေးနေတယ်ဆိုတာဒါတော့မှားတယ်ဗျအဲ့ဒါတော့ခင်ဗျားပြောတာလိုမဟုတ်ဘူးအဲ့တော့ ဒီရနေ့ပတ်သက်ပြီးတော့လေဟိုကိုအမေကလည်းဖြစ်စဉ်တွေကိုသွားပြီးတော့မတော်ရိုက်ပြရလေးတွေ့ရတယ်။ကောင်းတာရှိသလိုဆိုးတဲ့ impact တွေလည်းရှိတယ်ပေါ့ဗျာ။အလိုဆိုးတာရှိမှလည်းကွာအကောင်းဇနေမန်ကိုတင်ပြနေတော့မကောင်းဘူးလို့ပြောနေတယ်ဆိုရဲမင်းတို့ကောင်းနေရနိုင်ငံတော်အုပ်ချုပ်မယ်ဆိုပြီးတော့တက်တက်ပြီးတော့နိုင်ငံတော်အုပ်ချုပ်တဲ့ခါကြရင်ရောအခုလိုမျိုးဇနေတွေကိုပါပြီးလို့မှာတော့ကျင်းနေပါပဲ။ဟိုပြောဆိုဆွေးနွေးကြရလေတွေ့ရပါတယ်။အဲဒါကျွန်တော်နေနေရတော့ပါလေဆိုရင်ဒါပြောချင်တာကနိုင်ငံတော်ကြီးကဲတယောက်အနေနဲ့ဘာသာဖောင်းဆိုအားလုံးကို ဒီလိုနေရာတွေခွင့်ပြုပေးတာဒါဟိုဟိုခေါကံကိုစရာအကြောင်းမရှိပါဘူးဒါလုတ်ဘက်ကွန်းနဲ့ရှိပါတယ်သို့တော်လည်းကဘာမာတော်မှဗျာအင်္ဂလန်လိုနိုင်ငံမျိုးတော်မှဒါမွတ်စလင်ဘာသာဝင်တွေကအများစုဖြစ်လာတဲ့ခရီးမှာသူတို့ရဲ့တောင်းဆိုမှုတွေနဲ့ပတ်သက်ပြီးတော့မှအဲဒီအမျိုးသားရေးစိတ်ဓာတ်တွေနှိုးကြလာကြတဲ့အတွက်ကြောင့်မို့လို့ဒါတွေကိုခွင့်ပြုပေးတာတွေနဲ့ပတ်သက်ပြီးတော့မှတခါလေဆန္ဒပြမှုတွေဖြစ်ပြီးတော့မှဝင်းကြီးချုပ်တော်မှာဆင်းနေရတဲ့အနေအထားဖြစ်နေပြီလေ ကမ္ဘာမှာတော့မှဒီလိုမျိုး အုံနဲ့ကျင်းတဲ့ဒါ nationalist တွေကြီးထွားလာတဲ့အချိန်မှာကျွန်တော်တို့ဒီမှာလည်းဒီလိုပြောတာကတော့ဒါပြောစင်းတဲ့ကိစ္စပါပဲအကြမ်းမလို့ကျွန်တော်တို့ကအခြေအနေချင်းခါပေါ့ကနဒေသအကန်တားလေးလူတွေဗျာအဲ့တော့ဒီနေရာကဒီနေရာမှာဆောက်မှဖြစ်မှာလားဒီနေရာမှာခွင့်ပြုမှဖြစ်မှာလားတခြားနေရာမှာခွင့်ပြုရောမရဘူးလားပြီးလို့ရှိရင်ခွင့်ပြုထားသေးအောင်တော့ကဲဒီအချိန်မှာမလုပ်တဲ့ဟိုကဆိုတားလို့မရဘူးလား တိုင်းမင်းလို့တယ်တိုင်းမင်းလို့တယ်ကျွန်တော်တို့မှာအထူးကတော့ပါလဲဆိုရင်တော့ထိရှားလို့ပြဿနာဖြစ်နေတယ်ရွေးကောက်ပွဲဆိုရရှိနေတယ်ရွေးကောက်ပွဲမတိုင်ခင်မှာမတိညမြိန်မှုတွေဖြစ်ဖို့အတွက်ကျွန်တော်လုံးဝဖြစ်တယ်မူဒါမှမဟုတ်ဒါလေးကိုလည်းအစိုးရမြင်များအနေနဲ့ပြန်လဲပြီးတော့မှမိမိတို့ရဲ့ဒါတို့ဆောင်ကြရင်ပတ်သက်ပြီးတော့တုံ့တက်ပြီးဘူးပဲကျွန်တော်မြင်တယ်ရပါအလီကိစ္စနဲ့ပတ်သက်ပြီးမှာပေါ့နော်ပလီကိစ္စနဲ့ပတ်သက်ပြီးသူရဲ့သုံးချက်လေးအရင်ကောင်းတယ်ဒီချိန်မှာထိလွယ်ရှာလွယ်တဲ့ချိန် ဒါတမိုင်းစင်ဆက်တွေလည်းရှိခဲ့တယ်။နော်တမိုင်းစင်ဆက်လည်းရှိခဲ့တယ်။ဒီလိုရွေးကောက်ပွဲနေတဲ့အချိန်မှာရွေးကောက်ပွဲကိုဖျက်လို့ဖျက်စီးလောက်ပြပအဖွဲ့စီရလည်းရှိတယ်လို့ပြပအဖွဲ့စီနဲ့ဒီမြန်မာနိုင်ငံတချို့ဟာတွေပူပေါင်းပြီးမှလှုပ်ဆောင်နေတာတွေလည်းရှိတယ်။နော်ရှိတယ်။ဒါဟိုတခါကြီးမင်းကဥမောအမြင်တုံးတက်သွားတာကဒီချိန်မှာဆိုင်ကတင်နေပေါ့နော်။ဆိုင်ကတင်နေဒီချိန်မှာမလုပ်တင်ဘူးပေါ့နော်ဒါပြောပါဒါမှန်ပါတယ်သူကနော်ဒီရွေးချယ်အမျိုးသားရေးမှာဆရာတော်ကြီးနဲ့သူ ဒီ online ပုံမှာတွေ့ရတယ်ဆိုအကြောင်းလေးတွေအာသူကလူကြီးလူကောင်းပြီးသားတယ်လို့သူကပြောသွားတဲ့နေရာမှာလည်းတကယ်ပညာပါပါတယ်တကယ်မြတ်သားတဲ့စကလုံးတွေပါပဲเนาะမြတ်သားတဲ့စကလုံးတွေပါပဲမင်းငယ်ဥပ္ပောင်မြင့်ဆိုတာလည်းမမဲရသူမဟုတ်ပါဘူးเนาะတကယ်သူ့နယ်မှာသူတကယ်อืมတကူကြီးတကူကြီးလောက်ဆောင်ခဲ့တာလေဥဒိစိန်ဆိုရလက်ထက်မှာလည်းသူလောက်ဆောင်ခဲ့တာကြီးအများကြီးရှိပါတယ်เนาะကျိုးပြူခဲ့တာကြီးလည်းအများကြီးရှိပါတယ်ဒီနေ့ဒီချင်းသူသူအသက်အရွယ်နဲ့မမြသူလောက်ဆောင်ခဲ့တာကြီးလည်းရှိရှိနေသေးပါပဲเนาะ အဲ့တော့ဘာပြောပြောသူပြောတာကတော့ဒီချိန်မှာမပေးတင်နေဘူးပေါ့နော်။ဒါသူကပုံပုံလင်းလင်းဒါကတော့ထိတ်ပြောသွားတာပေါ့လူကြီးဆိုတော့နော်။လုံးဝလုံးဝကိုဒီချိန်မှာဒီဘလီကိုစောက်ပိုင်ကိုမပေးတင်နေဘူး။ဒီချိန်မှာဘလီကိုရက်အချားနေရပေးရင်တော့မှသူလက်ခံနိုင်တဲ့အနေထားပေါ့နော်။ချားနေရဒီလိုနေရမှာပေးတယ်ဆိုတာမမဖြစ်တင်တဲ့အကြောင်းရယ်။နောက်ပြီးတော့ဆိုင်းငံ့တင်တဲ့အကြောင်းရယ်ကိုပြောသွားတာဖြစ်ပါလိမ့်မယ်။အမှန်ကန်မှာရုပ်ောက်ွယ်နေတဲ့ကာလမှာဒီချိန်မှာတကယ်ကိုဆိုင်းငံ့တင်ပါလိမ့်မယ်နော်။လူတိုင်းမားတွေဆိုတာကတော့ဒါရောင်းလုံးတွေတိုင်းမပဲမင်းအောင်လိုင်းကနေပြီးတော့ဘောဘလီစောက်တို့ ဟုတ်မှာပလီစောက်အောင်မလို့သူပေါက်ကွင်းနေတဲ့ကောင်တွေဖြစ်ပါတယ်ရွေးကောက်ဝင်ကြီးဖြစ်တဲ့အတွက်မျိုးပါသန္တနာကိုချစ်ပါတယ်ဆိုပြီးတော့ DJ ပို့တဲ့ကောင်မလေးကိုလည်းအောင်ဒီတပန်းထောင်နှစ်ရှိတွေချမှတ်ခဲ့တဲ့ကောင်တွေဘာလို့လို့သူ့ရဲ့မျိုးသားကြီးကိုပဲတိကထားတဲ့ကောင်လက်ရှိမှာပလီ6ဆောက်တော့တာမကောက်ကွန်နိုင်ဘူးဆိုရင်မဲမရတော့မှာစိုးရိမ်နေနေတာဖြစ်ပါတယ်မဲရရင်မင်းတို့ဘာလို့မှာလဲမဲရလဲမျိုးကောင်တွေချိန်တိုင်းကျွေးခံပါပဲခါအထက်ပိုင်းအောင်တက်လိုက်နော်ခါအထက်ပိုင်းတပြီဒီနားမှာပဲရက်မနေဘူး DJ တက် DJ တက်ပြီးတွေး DJ တက်ပြီးပြော DJ တက်ပြီးဝေပန်တုံးတက်နော်တော်လိုင်းရင်းမှာ ပူးတက်နေတဲ့ကောင်တွေကအဲ့ဒီလူမျက်ကြော်ကိုခွဲပဲနော်လူမျက်ကြော်ကိုခွဲပဲအဲ့တစ်ခွက်လုံးပဲတပ်ပါတီဆိုတဲ့ကောင်တွေလည်းတစ်ခွက်လုံးပဲတော်လိုင်းကိုဖျက်ဆီးနေတာပူးတက်နေတာနော်အဲ့တော့ဒီပူးတက်တက်ရှူတွေကိုကျမတို့တော်လိုင်းရေးသမားတွေတော်လိုင်းရေးသမားစစ်စစ်တွေတည်တယ်နော်ပြီးတော့အုံနောက်ရှိတဲ့လူတွေတည်တယ်နော်ဒီပူးတက်တက်ရှူတွေဘယ်အကွက်ကိုခင်းနေဘယ်လမ်းကိုနင်းနေလဲဆိုတာနော်ကျွန်တော်တော်လိုင်းရေးအသွင်ဖန်တီးပြီးဝင်လာပြီးတော့မှနော် တော်လည်းဘက်ကလိုလိုနဲ့ရှင်တို့ပြောနေတာတကယ်တော့ရှက်ကိုကောင်းတယ်ရှင်တို့ပြောနေတာနဲ့ရှင်တို့လုပ်နေတာနဲ့တခြားစီပဲအဲ့တော့ရှင်တို့အဲ့လိုပြောခဲ့တဲ့အခါကျတော့တော်လည်းဘက်ကလူတွေကဟာဒီပေ့တွေကိုအားပေးတယ်ဒီကောင်းတွေပြောတာဟုတ်တယ်သတင်းတွေထုတ်တယ်လို့ပြောတော့မှရှင်တို့သတင်းတွေကိုလိုက်ကြည့်တာအဲ့တော့လက်ရှိချိန်မှာတော့ကုလူမြို့ကျော်တို့ဖွဲ့ဖို့မှာတသေးကြီးကနေပြောထားတာဖြစ်ပါတယ်ရှင်တို့မှာတသေးကြီးကကုလူမြို့ကျော်တို့ဖွဲ့ဖို့တကယ်ကိုမှာပဲစောင့်ကြည့်ရမယ်ဖွဲ့လို့သုံးတဝီပန်ခဲ့ပြီမှာကြောင့်များကုလူမျိုးပြောလာပြီလဲဆိုတာကတော့ကျိုးထင်ပါတယ်တေးသေးချာချာပြန်တွေးကြည့်လေလေပေါ်လေလေပဲ ဲ့တော့ရှင်တို့တိုက်ခိုက်နေတာပန်ဆယ်လို့တယောက်တည်းကိုတိုက်ခိုက်နေတာမဟုတ်ဘူးအဲ့ဒီဘက်ကကောင်းနေတိုက်ခိုက်နေတာအန်ယူဂျီကိုလည်းတိုက်ခိုက်တယ်ဒေါ်လန်ရေးမှာတကယ်လုံနေတဲ့ကောင်းနေအကုန်တိုက်ခိုက်မှာအကုန်ပြိုမှာနော်ရှင်တို့ကအကုန်တွေးခွဲမဲ့ကောင်းနေအဲ့တော့အဲ့ဒီလိုကောင်းတွေကိုထီးထီးချင်းမြင်ရအောင်ဒီကောင်းတွေကဦးသက်တွေပါဆိုတော့ထီးထီးချင်းမြင်အောင်ဘသူကလှုပ်လိုက်တာလဲဆိုရှင်တို့ကိုယ်တိုင်အဲ့ဒီမနာလိုစိတ်တွေကနေလှုပ်လိုက်တာဖြစ်တယ်နော်အဲ့လိုမနာလိုစိတ်တွေကအထင်းသားကြီးမြင်နေရတာဖြစ်တဲ့အတွက်ရှင်တို့ကိုအားပေးထောက်ခံနေတဲ့လူတွေနော်အခုချိန်မှာအားပေးထောက်ခံ ကျင်လဲစိတ်တော့မရှိတော့ဘူးဆိုတဲ့စကားနဲ့နေလဲကျမတို့ကြားနေရပါဘူးเนาะအဲ့တော့ကိုတည်ရင်ကိုတူးကြတာပေါ့ရှင်เนาะအဲ့တော့ကျမပြောချင်တယ်ဒီလူမျက်ကြော်တို့ပြဿနာတွေကိုဖန်တီးနေတဲ့အကောင်ကြီးเนาะအဲ့ဒီအကောင်ကြီးကိုကျွန်တော်အဲ့ကောင်ကြီးရဲ့ဒရင်တွေကိုကြည့်ကြပါမယ်ဒီထပ်ပို့ပြီးတော့အဆင်မြင်တဲ့ဒရင်တွေဒီထပ်ပို့ပြီးတော့မှခိုင်မာတိကြတဲ့ဒရင်တွေဒရင်ဆောင်မြင်တာတွေအများကြီးပါအဲ့ဒီမှာသွားကြည့်ကြပါဒရင်တွေအများကြီးတင်ပေးနေပါเนาะဒီကောင်ကြီးကသူတို့ကိုအားပေးနေလို့သူတို့ကအခုလိုမျိုးတွေဖြစ်နေတာပေါ့เนาะအဲ့တော့သူတို့ကိုဘောမတွေပဲအားပေးပါလိမ့်ကျင်လိုက်စမ်းပါเนาะရေးရေးကျင်လိုက်စမ်းပါဟုတ်လား ။ဘာလို့လဲဆိုတော့တကယ်တော်လိုင်းရေးကိုနိုင်နေတယ်ဆိုလို့ရှိရင်ကျမတို့လုံရမယ့်အလုပ်ကဒီငွေနဲ့ပတ်သက်ပြီးလုပ်ကိုလုပ်နေရမှာဖြစ်တယ်။ကျမလုပ်နေတယ်ကျမတခိုးတခိုးလို့ပြောနေတယ်ကောင်းနေနော်။နည်းနည်းလေးနားလည်သွားအောင်ပြောချင်တယ်။ကျမလုပ်နေတဲ့အတိုင်းတာကျမတော်လိုင်းရေးနဲ့ပတ်သက်ပြီးတော့အလူခံနေတဲ့ငွေတွေကိုဘယ်သူစရင်စစ်လဲဆိုလို့ရှိရင်ကျမကိုနော်ယုံကြည်ပြီးတော့မှလာပြီးတော်လိုင်းရေးအတွက်ထောက်ပံ့ပေးနေကြတဲ့ထောက်ပို့ကကျမ group မှာအယောက်200ရှိတယ်။ ဥပဒေစိုးမွေးလို့ပြောရင်လူတွေကရက်တဖွဲ့တစ်ခုပဲပြင်ကြတယ်။อืมတကယ်တော့တရားဥပဒေစိုးမွေးဆိုတဲ့အဖွဲ့အစည်းမှာရက်တဖွဲ့ပါတယ်။လူမှုကြီးကြိုင်တဲ့ဘုသူ့ရဟန်းဘုကြီးဌာနပါတယ်။ခွန်ဌာနတို့ကတော့ပါတယ်။သူအကောက်ခွန်ဌာနပါတယ်။စသဖြင့်ဒီလိုဟာတွေပါတာပေါ့။နောက်တရားဥပဒေစိုးမွေးရဆောင်တဲ့ခါမှာသူနဲ့ဆက်ဆက်တဲ့ဌာနကြီးလာပြီးပါတယ်။မတရားရေးဌာနစသဖြင့်နော်။အပညာရေးဌာနဒါတွေအကုန်လုံးဆက်ဆက်ပြီးမှတရားဥပဒေစိုးမွေးရတိုးတက်ခံအောင်အဝဲလို့ရတယ်။ ဒါကိုကျွန်တော်တို့ပါတီမှာတော့ဒီကိစ္စပေါ်မှာအများကြီးဆွေးနွေးပါတယ်။ဒီနေ့တရားဝင်ဆွေးနွေးရနိုင်ငံတော်မှာအတူအဆုံးကိစ္စတစ်ခုအယူဆလာ哦။နောက်ပြည်သူတွေနေ့စဉ်ဘဝမှာလုံလုံခြုံခြုံနေထိုင်နိုင်ရေးဟာကျွန်တော်တို့ရဲ့ထိတ်တန့်ဥစားပေးလုပ်ငန်းချက်တရားဖြစ်။ဥရိယာအားလုံးပေါ်မှာဒန်းတို့ညီမဖြစ်ဖို့။နှက်တာပြီးထျောက်တဲ့တရားစီရင်စနစ်ဥစားဖို့။ချိန်ကရှိတဲ့လူအဖွဲ့အစည်းပြည်သားတွေတိုးတက်နိုင်တယ်ပြောလို့ရတယ်။ ဥရေကိုနေစားလိုက်တာတဲ့ယဉ်ကျေးတဲ့ဥဖွဲ့စည်းကိုတိဆောက်ပြုနေပြီလို့ရဲတပ်ဖွဲ့နဲ့ပဲပတ်သက်ပြောရမှာရှိတယ်။ဒါနဲ့ရဲတပ်ဖွဲ့ရဲ့ဖွဲ့စည်းပုံမှာပို့ပြီးတော့ပြည့်ပြည့်စုံစုံ professional ကြကြဖြစ်ဖို့ဆိုရင်ဥပမာကျွန်တော်ကအစီအကတိတွေအပိုင်းမှာနားမမှာရှိတဲ့ဖွဲ့လေဖွဲ့လေတွေပိုင်ရှင်မဲ့တရိษံတွေဒါရီယာကျွန်တော်နိုင်ငံမှာအများကြီးရှိတယ် အဲ့ဒီကနေခုဆယ်ယောက်ကကြည့်ရပြီအများအပြားရှိတော့ဒါတွေကိုထိချုံနိုင်တဲ့လက်တော့ဖွဲ့ branch နောက်ကျွန်တော်ရှိမှာတကယ်ရှင်ရောဝင်နေတဲ့ရှိတယ်ဒါတွေမပြောက်ပြရအောင်ထိသိရမယ့်အဖွဲ့အစည်းတွေရှိဖို့လိုမယ်ဒီလိုပဲဘာသာသာသနာနဲ့ပတ်သက်ပြီးတော့ဒီလိုအတူအောင်တွေပေါ်လာတယ်ဆိုတဲ့အခါမှာတန်ခါနာကစစ်စင်ရစီမံပေးရတယ်ဆိုတော့ဆရာတော်ကြီးတွေတန်ခါတော်ကြီးတွေနေရဝင်းဒီတိတ်ခါနဲ့အညီဆုံးဖြတ်ရတာဆိုတော့အချို့ကိစ္စတွေမှာနည်းနည်းများခက်ခဲမလား တော့ဒါကိုကင်တွေတဲ့ law enforcement အဖွဲ့အစည်းမျိုးလဲတပ်ပြီးဖြေဖို့လို့ခုကျွန်တော်ငင်ရတော့ပြောသွားပါပြီနော်အာနာမရခင်တဲ့ပေါ်ပေါ်ပြနေတဲ့ခင်ရတော့ပြောသွားပါပြီဘယ်မှာချက်နေလဲကတော့ဝီလင်ဝီလင်ကိုရှင်းရမှာမဟုတ်ဘူးမင်းတို့မင်းတို့ကိုမင်းတို့ပြန်ရှင်းရမှာနော်ဒုတိယချက်နေပြောရမယ်ဆိုရင်တော့နိုင်ငံတော်ကပိုင်းတဲ့တရားစာရတွေကိုထိမ့်သိမ့်ဖို့အဖွဲ့အစည်းဆိုတော့ပြောပြီးဖြစ်တဲ့သေချာပါတယ်ဒီကောင်တွေတို့အိမ်နဲ့ယူပြီးခင်းနေမှာဖြစ်ပြီးတရားချက်နေတော့ဆရာတော်ကြီးရေပြီးသူ့ကိုတက်ပြီးအုပ်ချုပ်ပြီးသူ့အာနာနဲ့ပြောချင်တာပြောမယ်သူလှုပ်ချင်တာလုပ်မယ်ဆရာတော်ကြီးပြီးပဲဒါကိုပြောသွားတွေ့ရပါတယ် တကယ်ဘယ်လိုပဲကျူးသားသားမင်းအောင်လည်းကောင်းတော့ပုံမှာကောင်းလို့ဟုတ်ကူဖောက်ပြီးစီထောင်းမှာတော့သိကြပါပဲအဲ့ဒါကြောင့်ဘာလို့လဲဆိုတော့ တဘွားလုံးကဝန်ထမ်းပဲလုပ်ခုတာဆိုတော့လေအပြင်ပတ်ဝန်းကျင်ကိုကျွန်တော်တို့ကထိတွေ့မှုတိတ်မရှိခဲ့ဘူးကျွန်တော်စစ်သားကပိုးဆိုးတာပေါ့နော်စစ်သားကရက်ွက်ထဲမှာလည်းမနေရအပြင်မှာသူများတွေဘာလို့စားရတယ်ဘယ်လိုမျိုးစီးပွားရေးကိုဘယ်လိုမျိုးလုပ်ရတယ်ဆိုတဲ့ဟာလေစီးပွားရေးလက်လက်လည်းမမြင်ဘူးပေါ့နော်လက်မမြင်တော့ဘာဖြစ်ကုန်လဲဆိုတော့စစ်သားတော်တော်များများကအခုစစ်ဘိုလ်ချုပ်တော်တော်များများကသူကအပြင်စီးပွားရေးလက်မမြင်တဲ့ခါကျတော့အတွင်းကစီးပွားရေးကိုပဲအနှိုက်ပြီးခိုးတော့တာပေါ့နော်နောက်ဆုံးတော့ခိုးရတဲ့အဆင်ပြေတော့တာပေါ့သူကဟို တထဲမှာလောက်တော့လေသူလုပ်ငန်းပေါ့နော်လုပ်ငန်းတထဲမှာလောက်တဲ့လုပ်ငန်းတွေကပြင်မှာတချို့ဟာတွေကလှုပ်ရှားလို့မရတဲ့ဟာမျိုးကြီးပေါ့တခါကြီးဥဥမှာကျွန်တော်လေတက်မှာဆိုရင်တော့ဒါ engine air frame ပေါ့နောက်တစ်ခုက radar အဲ့ဒါတွေနဲ့ပတ်သက်လို့ကအပြင်မှာကျတော့ဘုံကလည်းအသက်ကန့်တက်နေပေါ့ဒါခေါ်တဲ့ခါကျတော့စစ်တပ်ကထွက်ပြီးတော့မှအသက်၄၅၆၀ကျမှတခြားကုမ္ပဏီတွေကလည်း မခေါ်တော့ဘူးတခြား airline တွေရတော့တခြားကုမ္ပဏီမှာရရင် security ပဲရတယ်တုံ့ပြန်ရေးပဲရတော့ပါအကျတော့ဒီတက်ကပဲဖြစ်ဖြစ်အကြောင်းဆရာဆရာမဟိုဟာပေါ့ဝန်တန်းနေပါတယ်ရတော့ CDN လောက်လာပြီးတော့မှအသူ့ရဲ့ဘာသာရက်ကိုအပြင်မှာတင်ကြားလို့ရတယ်ကျွန်တော်တို့ကျတော့ radar ဖြစ်သွားပြီပေါ့တို့ radar operator တို့ပါတော့ကျတော့အပြင်လုပ်ငန်းတွေမှာ radar operator နဲ့ပတ်သက်တဲ့ဟာမရှိဘူးဒါပေမဲ့ခုနကတမောလိုင်းတို့ပါတော့မှာတော့ရှိရပေါ့နော်အဲ့ဒါတွေကလည်းခုနကတော့အသက်ကန်တက်နေဆိုတော့ တုံးစားမရတော့ဘူးလို့ပြောပါဘူး။အဲ့ဒါပေါ့ကျွန်တော်တို့အဲ့တော့နောက်ဆုံးဒါစစ်တပ်ကမထွက်ရခင်မှာအနာမီယူဂင်မှာသူကရှစ်ဖို့ချုပ်တွေတော်တော်များများကရှစ်ဖို့ချုပ်တွေမဟုတ်ပါဘူး။ကျန်တဲ့အောက်ခြေကလည်းရရင်ရတယ်လို့ပေါ့နော်။အာဂျူကလည်းအာဂျူတာဝင်ဟိုရိတ်ခစတိုမန်လည်းရိတ်ခစတိုမန်ရဲ့လုတ်လုတ်ပိုင်ခွင့်တိုင်းစီကိုတော်တာဝင်ကလည်းစီကိုတော်တာဝင်ကလုတ်ပိုင်ခွင့်လုတ်ပိုင်ခွင့်တိုင်းပေါ့နော်။ဖုန်းကြီးလူထွက်တို့စစ်သားလူထွက်တို့ဆိုအဲ့မှာသွားတိုင်ပတ်တာပဲပေါ့နော်။ဟုတ်တယ်ဟုတ်တယ်။အဲ့တော့ဒီအားလေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်နည်းနည်းရိုင်သွားတဲ့ခြေ ိန်မှာကျွန်တော်အပြင်မှာတော့ဒီတိုင်းစကားလေးတွေပြောကြည့်ရပြောကြည့်ဟာဘယ်လိုမျိုးဖြတ်တန်းရလဲဘယ်လိုမျိုးနေရလဲဆိုတော့တချို့ကကြတော့အဲ့ဖြတ်တန်းမှုဘဝကိုပြောပြခြင်းနဲ့ဒါပေမဲ့တို့ကမျက်နှာမပြတဲ့လူတွေပေါ့နော်ဒါလည်းတို့ကိုကျင်းစာပေးရမှာပေါ့တချို့က silent နေတယ်ဒါပေမဲ့ကိုယ့်အကူမရရတဲ့အလုပ်ကိုရှာဖွေးပြီးတော့မှလုပ်ကြတယ်ပေါ့တချို့ကကြတော့ silent လည်းမနေဘူးမရရတဲ့အလုပ်ကိုရှာဖွေးပြီးတော့မှလုပ်တယ်ပေါ့နော်အဲ့လိုလူမျိုးတွေကြတော့ ထွက်ပြီးတော့မှပြောရတယ်ပေါ့ public မှာပြောပြသူတို့ဘဝခံစားကြတယ်ဟိုတရက်ကဆိုတာအိမ်ရုံတယောက်လာလင်းနေဒါသူတို့ရဲ့ဘဝအတွေ့အကြုံတွေဘယ်လိုမျိုးဖြတ်တန်းရလဲဆိုတဲ့ဟာတွေပေးကြည့်ရအောင်ဒါနဲ့ပတ်သက်လို့ကျွန်တော်ဒါစကားဖြေသွားမှဆိုလို့နောက်ပိုင်းတွေမှာ ထပ်ပြီးတော့မှတင်ဆက်ပေးမယ်ပေါ့နော်ဟုတ်ဒါတော့ဒီနေ့ကတော့ဒါပုံထုံးတဲ့နိုင်ပဲသူကြားသတင်းတွေပေါ့နော်ဆရာကြီးဟုတ်ဒီနေ့ကတော့ကျွန်တော်အရက်ခတ်တတော် AA ကနေဒီမှာသတင်းကျွတ်ကာလမှာဒေတန္တရအမိတ်ထုတ်လိုက်တာပေါ့နော်အဲ့ဒီကတော့ခုနပထမတစ်ချက်ကတော့ကျွန်တော်တို့မလို့အဖဲနဲ့လူစုလူဝေးမလို့ဖို့ အဲနောက်တစ်ချက်ကတော့ဒါစစ်ကောင်စီအနေနဲ့ကတော့ခုနလိုသတင်းကြော်ကာလာတွေခါကြီးချက်ကြီးတွေပါတွေမချောင်ခွင့်နဲ့လေချောင်းတက်ခိုင်းမှုလုံးလာနိုင်တဲ့အတွက်ကြောင့်ပေါ့လေညာ7နိုင်ခွဲနောက်ပိုင်းကိုဒါမလို့အဖဲနဲ့မီးတွေမထွန်းထားဖို့ဆိုလိုတာကညာဘက်ဆိုရင်တော့မီးမိတ်လို့ဒါပြောချင်တာပေါ့နော်နောက်တစ်ခုကဒါမီးမီးအိမ်ကိုဒါတသိန်းဧည့်သည်ဖြစ်ဖြစ်ဟိုလာမယ်ဆိုရင်ခုနလိုရက်ကွက်အုပ်ချုပ်ရေးမှုတို့ပါတော့ပေါ့နော်ဒါအဲစင်းတိုင်မှုပုံစံမျိုးတူဒါအမိတ်ထုတ်ထားတာပေါ့အဲ့ဒီမှာနောက် ညဘက်ဆိုရင်မလို့အဖက်နဲ့ဟိုစူးစူးညံ့ညံ့မလို့ဖို့ရိအဲ့အဲ့ဒီဒေတန္တရအမိတ်တွေမှမလိုက်နိုင်ဘူးဆိုရင်အေးယူမယ်ဆိုတဲ့အချက်လေးတွေဒီတော့တွေ့ရတာပေါ့နော်ဘုရားဟောဒါတော့ဒါခါကြီးရဲ့ကြီးပေါ့နော်ခါကြီးရဲ့ကြီးမှာကျွန်တော်တို့လူမျိုးတွေကဒါဗုဒ္ဓဘာသာဝင်နေများတယ်ပေါ့နော်ကျွန်တော်နိုင်ငံကဗုဒ္ဓဘာသာဝင်နေများတဲ့ခါကြတော့ကျွန်တော်ခါကြီးရဲ့ကြီးတရင်ကျိုးလို့တစောင်းနိုင်တို့ဆိုတဲ့ရက်တွေမှာမိထွန်းပွဲတော်တို့ဒါတရင်ကျိုးဆိုလို့ရှိရင်ဒါ ဖះဟိုနက်ပြီကနေဆင်းလာတယ်ဗောသူအမေကိုဒါသွားပြီးတော့မှအဲဟိုလှုပ်ပြီးတော့မှဟိုတရားဟောပြီးတော့မှပြန်ဆင်းလာတယ်ဗောနော်ဟွာဟွာကျွတ်တဲ့အခါအဲ့မှာသူမိဘမယာနေနဲ့မိဘမယာလှုပ်ပြီးတော့ကြိုးဆိုတာတို့ဖះကိုကြိုးဆိုတာတို့ပြီးလို့ရှိရင်ကိုယ်အိမ်မှာဒါချန်စီယိုကဆာဟိုမိဘတို့ဒါဟိုအိမ်သားအဆုံးဗောနော် ပြောင်းနိုင်နေထုံးပြီးတော့မှတိန်လုံးစီမီထိန်နေလင်းပြီးတော့မှဒါဟွာဖြစ်ချင်တဲ့ဆန္ဒကတော့ဒါကျွန်တော်လူမျိုးတော်တော်များများမှာ ရှိတယ်ပေါ့နော်တော်တော်များများမှရှိရဲကျန်တဲ့ဘာသာဝင်တွေကလည်းဒါဒီဗုဒ္ဓဘာသာသတင်းကျိုးပွဲတော်မှာဆိုဝါကျုပ်ပွဲတော်မှာဆိုလို့ရှိရင်ဒါဝင်ပြီးတော့မှဆင်နွှဲတာကြီးလည်းရှိတယ်ပေါ့နော်ရှိတဲ့အခါကျတော့ဒါတို့ကဒီကာလမှာလေချောင်းအန်နီရေကိုကြောက်ရတဲ့အတွက်ဒါအချက်၅ချက်နဲ့ပေါ့နော်အချက်၅ချက်နဲ့ဒါအာရခပြည်သူတွေကိုအချက်၅ချက်နဲ့ထုတ်ပြန်တာလေနံပါတ်၁ကတော့လူစုလူဝေးမလို့ဟုတ် အနံပါတ်2ကတော့ကျွန်တော်တို့ဆရာကြီးပြောခဲ့တဲ့အတိုင်းပဲည7နာရီခွဲနောက်ပိုင်းမှာအမီးအလင်းရောင်တွေမထွန်းဖို့အဲဆိုလိုချင်တာကတော့ဆရာကြီးပြောခဲ့လို့ပဲမီးမိတ်ဖို့အနောက်နံပါတ်3ကတော့ဒါအချိန်မတော်စူညံမှုတွေမလုပ်ဖို့ပေါ့နော်ဒါတွေလည်းထုတ်ပြန်လာတယ်ပြီးတော့နံပါတ်4ကလည်းနံပါတ်4ချက်ကတော့ဒါကိုယ်အိမ်ရောဒီဇိုင်းဧည့်သည်လာမယ်ဆိုလို့ရှိရင်ဒါဧည့်သည် တိုင်ဖို့ပေါ့နော်အဲအဲဒင်းတိုင်ဖို့နံပါတ်5ကတော့ဒီကျန်ရှိရ၄ချက်ကိုဖောက်ဖြက်ကျူးလွန်မယ်ဆိုလို့ရှိရင်ဒါထီရောက်စွာအေးအေးယူသွားမယ်ဆိုတော့ဟာလေးတွေ့ရတယ်ပေါ့နော်အဲ့တော့ဒါအရခပြည်သူတွေအနေနဲ့လဲဒါတော်လန်အစိုးရက ထုတ်ပြန်ထားတဲ့ဒါအချက်၅ချက်ကိုလည်းစနေတကြလိုက်နာစေခြင်းလည်းပေါ့နော်ဒါတွေကအသက်အန္တရာယ်စိုးရင်ရတာဖြစ်တဲ့အတွက်ဒါဟိုစစ်ကောင်စီကလည်းအချိန်မရုံးမနိုင်တာဖြစ်တဲ့အတွက်ပြည်သူလူထုအနေနဲ့တိတိကျကျ လိုက်နာဖို့ဒါကျွန်တော်တို့ညီကုန်းတယောက်ကလည်းထပ်ပြီးတော့မှတိုက်တော့နေပေါ့နော်အဲ့တော့ဒီနံပါတ်2အချက်ဖြစ်တဲ့ကျွန်တော်တို့၈နာရီခွဲနောက်ပိုင်းမှာည၈နာရီခွဲနောက်ပိုင်းမှာမီးအလင်းရောင်များတဲ့ဟာတွေမထွန်းဖို့ဆိုတဲ့ဟာကဆိုင်ဒီလေရင်ကညဘက်ဆိုလို့ရှိရင်ဒီမီးအလင်းရောင်နဲ့ပတ်သက်ပြီးတော့မှဘလို့အန်ရီတွေပေးနိုင်လဲပေါ့နော်သူကအဲ့ဒီဟာနဲ့ပတ်သက်ကြိုင်နည်းနည်းရှင်းပြပေးပေါ့ဒါဟို pilot တွေက night flight exercise လုပ်တယ်ပေါ့နော်ဘုံဘူး night night flight exercise လုပ်လို့ရှိရင်လေရင်ခွဲကနေစတက်တာနဲ့ဥပမာကျွန်တော်တို့မင်္ဂလာတုံခွင်းကစတက်တယ်ဆိုရင် ဒါမီးရောင်တွေလိုက်ကြည့်လိုက်တာနဲ့အချိန်မှာအောင်စရာကျိုးတရာလားဒါမီးဒီမီးအလင်းရောင်ရဲ့ပုံစံတွေလိုက်ကြည့်တာပေါ့ဒါဟိုပါပေါ့ဘယ်ဘက်မှာဆိုရင်ဒါရန်ကုန်မြို့အင်းရကန်လားဒီမီးအလင်းရောင်ညဘက်မှာတက်လိုက်ပိုင်းလောကတက်လိုက်ပြီဆိုတော့အဟိုကောင်းကင်ဝန်းလမ်းကြည့်ပြီးတော့အမှတ်သားတွေကဒီမီးအလင်းရောင်တွေကိုပဲလိုက်ကြည့်တာလိုက်ကြည့်ပြီးတော့မှခုနဟိုဇေဒီတို့ဘာလို့ဆိုရင်ဒါခုနတရင်ကျကာလာဆိုပါညာတေးကြတယ်ဘုံကကျွန်တော်တို့ကြွားတွေပါတယ်ဆိုတော့ဒါကိုတော်ပြေဖေးရတော့ဘာတော့ကမိုးလင်းတဲ့အထိမီထုံးမှာ တညာလုံးဒီဖျားစီဒီကိုမိထုံးနေဆိုတော့ဟိုလင်းဘွားကြည့်လိုက်တာနဲ့တန်းတိတာတယ်ဒီဖျားတွေတော်တော်များများမိထုံးတာတာဒီအဲဖျားရဲ့အရှိဘကဘဲရောဒါဟိုကိုတော်ပြေဖျားဆိုရင်ဒါဒါကတော့ညောင်ကန်ရောဟိုဘက်ကကိုင်းရဲ့ထိပ်ဘကညောင်ကုန်းရောပေါ့အဲ့လိုရွာတွေရဲ့တင်ကေတာတွေကိုသူက night flight inside side လောက်ကြည့်ရမှာဒီအောင်တွေကလွတ်ရပြီးသားအဲ့ကျတော့အဲ့မီးလင်းအောင်ဟိုအရန်အန်နေရရှိပေါ့နော်နောက်အရင်တော့လည်းကျွန်တော်ဒီအနာသိမှုဖြစ်စင်နောက်ပိုင်း အဲဟိုညာဘက်လေချောင်းတိုက်ခိုက်မှုတွေလှုပ်တော့တော်လိုင်းရေးရဲဘော်တချို့ပြောတာပေါ့နော်ဘလိုပဲဖဲနဲ့ညာဘက်တွေမီးမထွန်းနဲ့မီးတွေပိတ်ထားလာချိုးတို့ဘာလို့ဆိုဒါလာချိုးက TNN လေးကခုနပုံမူးတို့ဘာလို့ကျွန်တော်ပြောဘူးတယ်ညာဘက်တွေမီးပိတ်မီးဖွင့်ထားတာ ਨੇ ဘယ်မျိုးဘယ်စီဒီဆိုတာဒီပိုက်လောက်ကဒီ night fly မှာခေါလုံးသူတို့က မှတ်ပုံမတင်ပြီးသားမျက်လုံးကမှတ်ပုံတင်ထားရပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့လေရင်ကွင်းနေမှာလည်းရှိတယ် location indicator ဆိုတာမင်္ဂလာတုံးလေရင်ကွင်းမှာပဲဖြစ်ဖြစ်တခြားလေရင်ကွင်းနေမှာပဲဖြစ်ဖြစ်ညဆိုရင်ကျွန်တော်တို့ကဒီကွင်းကိုတိအောင်လို့ပေါ့နော်ကွင်းကိုတိအောင်လို့ဆိုပြီးတော့ location indicator ဆိုပြီးတော့360 degree ပတ်နေတဲ့မီကာလာဇုံနဲ့အဲ့ဒီ wine ရလဲနေတာအဲ့ဒီ wine လဲလို့ရှိရင်လေရင်ကပိုက်လို့ရနေပြီးတော့ဟိုပါပေါ့ ကောင်းကင်ရနေလှမ်းကြည့်လိုက်တာအဲ့ location indicator လဲနေတာကိုသိတယ်ဒီပဲတင်နေရတော့ဒါလေးရင်ကွင်းဆိုတာအဲ့လောက်အထိကိုနောက်တစ်ခုကတချို့အခုခင်နောက်ပိုင်းနေမှာဆိုတာကျွန်တော်တို့ဟိုစီဆိုင်ပန့်ဆိုင်နေမှာရှိတယ်ပန့်ဆိုင်နေမှာဆိုလဲအဲ့လိုပဲ location indicator လေးတွေတက်တယ်ကာလာစုံနဲ့မီထိုးရဲ့ကာသမားတွေကဒီမီအောင်ဆိုရင်ဒါဘယ်နာပန့်ဆိုင်ရဆိုတော့ညဘက်တွေမှာမီလင်းအောင်နေပဲ ဒီ location ကိုခွဲခြားတတ်မှတ်တဲ့အတွက်ကြောင့်အဲဒါကြောင့်အရခတက်တော်ကလည်းဒီထုတ်ပြန်ချက်ကတကယ်အရန်လိုအပ်လို့ပေါ့နော်တကယ်လည်းကောင်းတဲ့ထုတ်ပြန်ချက်ပါပဲဟုတ်ဒီဒေါ်လာမျိုးတွေအရောဒီမျိုးတွေတွေ့ခဲ့တဲ့အကြောင်းအရာလေးကလက်ရှိမှာအခန့်ကျတော့ A ကနေပြီးသူ့ရဲ့ပြည်သူတွေအနေနဲ့လိုမျိုးလိုက်နာမယ်ဆိုတော့ထုတ်ပြန်တာဖြစ်ပြီးတော့ညဘက်ဒီမှာမီးထွန်းတဲ့အခါမှာ good three ပြူပြီးတော့ထုံးဖို့ပြောထားတာကိုအားကြောင့်လဲဆိုတော့ပြန်ထောက်ပြဖို့ပြန်ပေးထားတာဖြစ်ပါတယ်။ဟိုလိုမျိုးတွေအားလုံးပဲဒီဗီဒီယိုထောက်နေပဲဆုံးသက်လိုက်ပါတယ်။နောက်ထပ်ပြီးဒီမှာတော့နောက်ထပ်သတင်းတွေတော်တော်များများကျွန်တော်တို့ကိုကျွန်တော်တို့ Channel လေးကို like and subscribe လုပ်လိုက်လဲ subscribe ပြီး bell icon လေးလာခြင်းနဲ့အလားတမျှဗီဒီယိုသတင်းအားလုံးတိရှိနားဆင်ရဖြစ်ပါတယ်။ဟိုလိုမျိုးတွေအားလုံးပဲ ဘော်ဘီနဲ့မေးပြီးတော့မှအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲနောက်ထပ်ပြီးတော့မှပြန်နဲ့ဆုံလေးကြပါမယ်